ိုင်းနိုင်ငံမှာနေပြီးတော့ဒီလိုမျိုးဘတာငါးလေးတွေဘယ်လိုမွေးမြူအောင်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာပါအဲကျွန်တော်တို့ကထိုင်းနိုင်ငံမှာအလုပ်လုပ်နေရတဲ့ဖြစ်တဲ့အတွက်ကြောင့်အလုပ်ထဲကနေရလာတဲ့ pressure တွေတခြားသောစိတ်အဆင်မပြေမှုတွေ stress တွေကျွန်တော်တို့ခဏခဏကြုံရပါတယ်အဒီတော့ကျွန်တော်တို့အခန်းကိုပြန်ရောက်ပြီးဆိုရတယ်အဲကျွန်တော်တို့မွေးထားတဲ့ဒီဘတာငါးလေးတွေကိုကြီးလိုက်ခြင်းအပြင်အလုပ်ကနေပေးလာတဲ့ pressure တွေတခြားသောစိတ်အဆင်မပြေမှုတွေ stress တွေကို သူတို့လေးတွေကအတိုင်းအတာတစ်ခုတည်းရှင်းချပေးနိုင်ပါတယ် နောက်ပြီးဒီပတ်ငါးလေးတွေကတော်တော်လေးလှတဲ့ငါးလေးဖြစ်တဲ့အပြင်ကောကန်နီယာချင်းချင်းလေးထဲမှာပဲအောက်ဆီဂျင်ပေးစရာမလိုဘဲနဲ့လွယ်လွယ်ကူကူမွေးမြူလို့ရပါတယ်။အရင်ဦးဆုံးအနေနဲ့ဒီတိုက်ခန်းနေတဲ့အောက်ထပ်ဒါမှမဟုတ်ရှင်လမ်းတွေထဲမှာရှိတဲ့ဒီလိုမျိုးရေတန်းဆက်ကနေပြီးတော့အခြေတန်ဘူးနဲ့ရေအရင်ထက်လာပြီးတော့အကျွန်တော်တို့ဘတာမွေးမဲ့ကန်လေးတွေကိုအပေါ်မှာလက်လေးလုံးလုံးချန်ပြီးတော့ရေအရင်ဖြည့်လိုက်ပါ။ ပြီးတော့ရင်တော့ဘန်နာရေးတုံးအောင်မယ်အဲဘန်နာရေးမရှိဘူးဆိုလို့ရှင်တော့တန့်စင်ထားတဲ့ဘန်နာရဲ့အချောက်ဒါမှမဟုတ်ရှင်ငါပြောရဲ့အချောက်ကိုတုံးလို့ရပါတယ်အဲဒီဘန်နာရဲ့အချောက်တို့ဒီငါပြောရဲ့အချောက်တို့တုံးမယ်ဆိုလို့ရှင်တော့ ရေရဲ့ page level ကိုလည်း short ချပြီးသားဖြစ်တဲ့အပြင်ကမှ button ၅လေးအတွက်လည်းဖုံးခုတ်စရာလည်းရပါတယ် button ၅လေးတွေကသူ့တဘာဝမှာကိုတဲ့ကသူတို့ကဒီ page level နိုင်နေရှိမှခေါင်းဆောင်ရှင်းလင်းကြီးထွားကြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က banner ရွက်တောင်းလို့ရှိရင်ပြောရွက်တော့ကိုတုံးပြီးတော့သူတို့ရဲ့ဒီရေရဲ့ page level ကို short ချပေးလိုက်တဲ့သဘောပါဒီတော့သူတို့နဲ့ kait တဲ့ရေ quality ရှိတာဖြစ်တဲ့အတွက်ကြောင့်သူတို့လေးနေရတာတတောင်းတတာရှိမယ်ခေါင်းဆောင်ရှင်းလင်းကြီးထွားလာနိုင်မယ်အဲနောက်ပြီးသူတို့လေးတွေရဲ့အကြောင်းလေးတွေကပို့ပြီး

အဆင်သင့်မဖြစ်သေးပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရေတန်းစက်မှာခတ်လာတဲ့ရေမှာကျတော့ကလိုရင်းပါတယ်။ကလိုရင်းကကျတော့လူရည်တဲ့တဲ့ဆိုပေမဲ့ငါးလေးရကျတော့ကလိုရင်းနဲ့မတည့်ဘူးဗျ။ဒီတော့ဒီရေဒီထည့်ထားတဲ့ကန်လေးအတိုင်းပဲကျွန်တော်24နာရီလောက်ဒီတိုင်းလေးထားထားပေးလို့ရတယ်။ဒါမှကလိုရင်းကတည်တော့မှာဖြစ်ပြီးတော့ကလိုရင်းပယ်သွားမှာ။ဒါမှငါးလေးရထည့်ပြီးတော့မွေးလို့ရမှာ။အနည်းဆုံး24နာရီလောက်တော့ထားပေးရမယ်။ဒါမှကလိုရင်းကတည်သွားမှာ။ ဒီလိုမှမဟုတ်ပဲねကျွန်တော်တို့ကဒီအချိန်လေးအတိုင်းမှာပဲငါးလေးရထည့်ပြီးမွေးလိုက်မှာဆိုလို့ရှင်တော့ကျွန်တော်တို့ငါးလေးရကယ်လိုရီနဲ့မတည့်တာဖြစ်တဲ့အကြောင်းဒီရေမှာကယ်လိုရီပါတာဖြစ်တဲ့အကြောင်းဒီငါးလေးရကယ်လိုရီနဲ့ထိတွေ့မိပြီးတော့သူတို့ရဲ့အတောင်လေးတွေဒီပြတ်သွားတာမျိုးဒါမှမဟုတ်အခြေကုန်လေးလမ်းပြီးတော့အဲသူတို့လေးဖလှတော့မှလည်းမဟုတ်ဘူးနောက်ဆုံးအစိုးဆုံးအနေနဲ့ဆိုလို့ရှင်တော့ဒီငါးလေးတည်ဆုံးတဲ့အထိဖြစ်နိုင်တယ်ဒါကြောင့်မို့ဒီအချက်လေးကိုလည်း give site ပြပါလို့ကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲ ျွန်တော်လိုအပ်တာလေးတွေကိုကြတော့နောက်တစ်ပိုင်းမှာဆက်ပြီးတော့ပြောပြပေးမယ်။ကဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကဒီလောက်ပါပဲเนาะ။ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။